ျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာ။ဘာမီဟော်ရာ channel လေးကနေစေဝန်သားပွဲထူးခြားဆန်းကျဲကမ်းမီရောက်ဖြစ်ရမဇလန်ကောင်းလေးကိုတင်ဆက်ပေးဖို့အချိန်ခါကြာရောက်လို့လာခဲ့ပြန်ပါပြီ။ဒီနေ့တင်ဆက်ပေးမယ်လူတယောက်ရဲ့အတေရောအနာဂတ်ကိုပါတိကျစွာသိနိုင်သောမဒီယာမြို့မှာထူးဆန်းသော လူတယောက်လို့အမည်ရတဲ့စေဝန်သားပွဲထူးခြားဆန်းကျဲကမ်းမီရောက် ဖြစ်ရမဇလန်ကောင်းလေးကိုတင်ဆက်ပြီးမှာဖြစ်လို့ခံစားနှောစင်အော်ပေးကြပါဦးခင်ဗျာဖျားရှိကိုပြီးဝိနည်းတတဝါပေါင်းတို့ကိုအမြတ်တမ်းပေးဝေခြင်းနဲ့မေတ္တာပို့သခြင်းမြောက်ပေါ်မြနေခြင်းမပဲမြေမလေးကြည်စင်တိတိခိုင်အတန်ထွက်ပြီးစာရေးနေတဲ့ကိုကြားလဲရပါတယ်မူโจကလေးတယောက်ရဲ့ဝါလုံးရွှေစုံရေမှတ်နေပုံပါချစ်စရာကောင်းတယ်လို့ထင်မိပါတယ် သူရဲ့ဝါလုံးအော်တန်လေးမှာလက်ဆက်သေးမဟုတ်ပဲအတန်ကိုခက်ခွက်ခွက်လေးယူနေခြင်းကြောင့်ဝါပြီးရင်လုံးဆိုတော့အတန်ထွက်ကိုစောင့်ပြီးတော့နားထောင်ရတယ်လို့ဖြစ်နေပါတယ်။မြေမာလေးရွေးဆိုနေတော့ဝါလုံးတန်ကိုကြားနေရတဲ့ကျမရဲ့စိတ်အာရုံမှာဝါလုံးလေးချောင်းကိုတုံတက်နေမိပါတယ်။မြမအခရမှာပါဝင်နေတဲ့ဝါလုံးလေးဟာအတော့ကိုအသုံးဝင်သွားလို့တွေ့မိပါတယ်။ဒီကိုနေရာလေးရွှေ့ပြီးဟော်ပီလိုက်ုံနဲ့ ကံငင်ငါဘာကြောင့်စသဖြင့်ပြောင်းလဲသွားပါလေဝါလုံးလေးတစ်ခုကိုဆက်ပြီးအနေငယ်ဟာပြီးလိုက်ရင် ကာကြီးရပလက်ထဆင်သူတဝမ်းဘူးစတဲ့သကလုံးများတွင်ကိုပြောင်းသွားစီပြန်ပါလေအဲ့ဒီစလုံးလေးများမှာ အင်္ဂလိပ်အခရမဘာဝင်သွားတဲ့အခါမှာတော့အိုဆိုတော့အတန်အတွက်ဖြစ်သွားပြန်နေတပံကနန်းတင်ချာအနေနဲ့ကြည့်မယ်ဆိုရင်ဝါလုံးနဲ့ပုံသဏ္ဍာန်တူတဲ့စလုံးလေးကိုတုံညာတော့မဟုတ် 0လို့ခေါ်နိုင်ပြန်ပါတယ်သူတို့မှာတခုချင်းအနေနဲ့စမ်းစစ်ကြည့်မယ်ဆိုရင်ဘာတန်ဖိုးမှမရှိဘူးဆိုတော့အတိတ်ပဲကိုတက်ရောက်စေပါတယ်တချို့သူများကဘဝဆိုတာတုံညပါပဲလို့ပြောတတ်ကြပါတယ်တို့ရတွင်အဲ့ဒီတုံညလေးရဲ့ရှိမှတ1 2 3စတဲ့ကဏ္ဍလေးများနဲ့တွေ့လိုက်မယ်ဆိုရင်တုံညလေးရဲ့တန်ဖိုးမှာတမုတ်ချင်းမြင့်တက်သွားမှာဖြစ်ပါတယ်ဒုက္ခနန်းလေးများရဲ့နောက်မှာတုံညလုံးလေးများထပ်ပြီးတော့တူလာတာနဲ့အမျှ တန်ဖိုးမရှိတဲ့လုံညာလေးရဲ့ရည်ချက်မှလည်းပုံပုံမြင်မှပြီးတော့ကောက်မွန်လာမှာဖြစ်ပါလေ။ဥပမာဆိုရရင်30 100 1000ဆသဖြင့်ပြောင်းလဲသွားခြင်းမျိုးဖြစ်ပါလေ။ကျွန်မလည်းမြင်းမလေးစာရွေးဆိုနေပုံကိုကြားမိရကဤကဲ့သို့ထွေရလေးပါစိတ်ကူးကိုဆွဲဆန့်မိလျက်တော့ဖြစ်သွားခဲ့ပါလေ။အော်ဒါမဲ့အရာတစ်ခုများသာဖြစ်သောဝါလုံးလေးကအသွင်အမျိုးမျိုးပြောင်းလဲသွားသလိုလူတချို့ရဲ့အရည်ချင်းကလည်း အမျိုးမျိုးပြောင်းလဲမှုရှင်နိုင်ပါလားဆိုပြီးတွေးမိပြန်ပါတယ်လောကကြီးမှာတန်ဖိုးရှိအောင် နေတဲ့ထိုင်တဲ့ပြောဆိုတဲ့ဖြစ်အောင်နေတဲ့သူများရှိတဲ့ကဲ့သို့လောကကြီးတွေကအမိုက်လိုနေတတ်တဲ့လူများလည်းရှိတတ်ပါတယ်စိုက်တို့ကျမရဲ့ဘဝမှာတန်ဖိုးရှိအောင်နေထိုင်ခဲ့ပြီးတန်ဖိုးရှိပြီးနားလည်ရခက်လာတဲ့ပညာရှင်ကြီးတို့နဲ့ကြုံဆုံခဲ့ရပူပါတယ်ကြုံခဲ့ဆုံခဲ့ရခြင်းမှာစိုက်တို့ကျမကအဲ့ဒီပုဂ္ဂိုလ်ကြီးကြောင့်ကိုကြားသိပြီးတော့ တွားတူရခြင်းမျိုးမဟုတ်ပါယခုအခါကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့အမကြီးဖြစ်သူဒေါ်ညွန့်ညွန့်ဦးရဲ့တိုက်တွင်းစေဆုံးမှုကြောင့်အဲဒီပုဂ္ဂိုလ်ကြီးနဲ့တွေ့ဆုံရခြင်းဖြစ်ပါတယ်တကယ်ဖြစ်ရမှန်ဇလန်းဖြစ်ပါတယ်1984ခုနှစ်လွန်ခဲ့သောနှစ်ပေါင်း30ကျော်အချိန်ကဖြစ်ပါတယ်ကျမရဲ့ဒူမကြီးဖြစ်သူမလလဝင်းကိုအင်တော်ပြုပေးမှဖြစ်တာကြောင့်ရန်ကုန်က မောင်နှမများကို အမကြီးကလှမ်းပြီးတော့ဖိတ်ကြားပါတယ် ဒီလိုနဲ့မန္တလေးရွှေမြို့တို့ကကျမနဲ့အမလက်ဒေါ်မြင့်မြင့်ဝင်းတို့တွားရောက်ခဲ့ပါတယ်။ဒီမလေးရဲ့မင်္ဂလာပွဲပြီးချိန်မှာအားလက်သွားပြီမို့အမကြီးကကျမတို့ကိုမြို့တစ်မြို့ကိုလိုက်ရန်အတွက်ဆန္ဒတောင်းဆိုပါတယ်။အမတန်ဝန်ခံရရင်တော့ထိုဒေသထိုနေရာကိုတွားရန်အတွက်အာရုံမရှိပါဘူး။အလွန်ပြင်းလာတဲ့နှွေရသည်မို့အမကြီးတို့တိုက်ထဲမှာသာအေးအေးဆေးဆေးနေချင်ပါတယ်။သို့တော့အမကြီးရဲ့ပြောကောင်းမှုကြောင့်ကျမတို့မှာ အာနာသွားတဲ့ပြင်မရောက်ဖူးသေးတော့ဒေသတစ်ခုကိုရောက်ဖူးလို့တဲ့စံတော်ကြောင့်လက်ရန်အတွက်သဘောတူလိုက်ပါတယ်မန္တလေးမှာထုံမြို့တို့အမကြီးရဲ့ခင်ဝင်းဖြစ်သူဦးဇော်ဝင်းကကားနဲ့လိုက်ပို့ပါတယ်ပူပြင်းလာတဲ့အညာနှွေနဲ့အညာနေမှာစံတင်လောက်ပါတယ်တို့ရတွင်ဒါရန်လာပါတော့ယခုဒေသရဲ့ရေမြေတောတောင်အလှမ်းပေါင်းရှုမကြီးစီရန်ကောင်းလာတာကြောင့်ခီလန်တစ်လျှောက်မှာ မပင်ပန်းခဲ့ပါ ကိုပိုင်ကလေးနဲ့တွေ့ရတဲ့အတွက်ရွှေညာမြေရဲ့ရှုခင်းများကိုအဝေးကလှမ်းမြင်နေရပါတယ်။တော်တောင်ဒေသများရဲ့အလပများမှာအညာနွေရဲ့ပူပြင်းမှုကိုမေ့လောက်တော့လောက်အောင်ဆွေးဆောင်မှုရှိပါတယ်။အဲ့ဒီဆရာကြီးကအတော့ကိုထူးခြားတဲ့ဆရာကြီးတယောက်ပဲညီမရဲ့အခါချင်းငွေဆိုတာကလည်းပူဇော်ရတဲ့စုံတော့ပဲပူဇော်ရတာပြီးတော့တခြားဘိုလ်ကိစ္စတွေဆောင်ရွက်ဖို့အတွက်လည်းဘာမှထပ်ပြီးတော့မတောင်းဘူးအလွန်ကိုပြေဝသင်မွေးလာသူတူပါပဲ။ ဇာဟိတူဂျမရဲ့စိတ်ထဲမှာတော့အမတ်ကိုတော်တော်ကိုသဘောကျနေမိပါတယ်။အကြမင်းဟောပြောသူ အနာဂတ်ကိုဟောပြောသူများဆိုရင် သူကအလွန့်ကိုစိတ်ဝင်စားတတ်ပါတယ်။အထွေထူးကိစ္စမရှိရင်တော့အဲ့ဒီနေရာများကိုတွားရောက်မေးမြန်းပြီးတော့ဟောပြောသူများကို ကြည်နက်နေသူဖြစ်ပါတယ်။ကိုလည်းသူ့ရဲ့ဝါသနာအရကျွန်တော်တို့ကိုခေါ်ဆောင်လာတဲ့အတွက်တွေ့ပြီးရင်ပြီးရပါပဲဆိုတော့သဘောထားရှိပါတယ်။ဒီလိုနဲ့လမ်းတစ်လျှောက်မှာမြင်တွေ့ရတဲ့ အညာဒိတာရဲ့အလှောက်ကိုငေးမောကြည့်ရှုပြီးကာလီခေါ်ဆောင်အားကိုပြောရှင်းစွာလိုက်ပါလာခဲ့ပါတယ်။ဂျမရဲ့စိတ်ထဲမှာတော့အမပြောခဲ့သောအကြောင်းအရာများကို တွေးတောနေမိပါတယ်။အဲ့ဒီဖြစ်ရက်ကတော့မှတ်မရရဖြစ်ရတဲ့နေ့ပါပဲ။မာကြီးနဲ့မင်းတို့ကိုကြီးတို့အဲ့ဒီဆရာကြီးအိမ်ကိုသွားတဲ့နေ့ပေါ့။အမကြီးတို့ရဲ့ခေါင်းရင်းတိုက်မှာနေတဲ့ကိုဇော်ဝင်းတို့အမေကို ဟင်းကျင်ရင်သွားပို့ပြီးဖို့သမီးလက်လာဝင်းကို မှားခဲ့တယ်လေ။ ဒီလိုသွားပုံမိလို့ငါသမီးလေးတည်တော့မလို့ဖြစ်သွားခဲ့တာတနည်းအဖြစ်တော့လေအဲလိုဟင်းသွားပို့လို့အဖွားကိုချက်ချင်းကင်းနိုင်ခဲ့တာပေါ့အမကြီးပြောဆိုနေတာကိုနားထောင်ရင်ကသူတို့ချမ်းကြီးရဲ့ဒီနေရာဖွဲ့စည်းပုံကိုမြင်ရောက်မိပါတယ်ကျောင်းဤကလောက်ကျပြီးရခင်ကဘလတ်ဆန်းဆန်းဝင်းဖြစ်ခဲ့တော့ဒီချမ်းကြီးမောင်အကိုကြီးဖောင်းကင်ဖြစ်သူရဲ့မြို့နယ်သားချင်းများကကလကတားမှာနေပြီးတော့ညောင်ရဲမင်းဆက်အနွယ်တော်တွေ့ချင်းအနေနဲ့ အမွေးတဘောမျိုးလွှဲပေးလိုက်တဲ့ခြံဝင်းတစ်ခုလိုသိရပါတယ်။အကိုကြီးရဲ့ဖခင်ဖြစ်သူဟာကလကတာကို ပြည်ဝဲယူရန်သွားရောက်ပညာသင်ခဲ့ရမှလူတို့မျိုးနဲ့မှတ်သိသွားကြတာကြောင့်အဲ့ဒီဒေဝင်းချင်းကြီးကို အမွေးတဘောမျိုးပေးလိုက်တယ်လို့ဆိုပါတယ်။ယခုလည်းအမကြီးတို့နေထိုင်ရာတိုက်နဲ့အဖွားတယောက်ထဲနေထိုင်တဲ့နှစ်ထပ်တိုက်မှာအနည်းငယ်ကွာဝေးပါတယ်။တိုင်နှလုံးရဲ့အလေတော့မှာအဖွားသားငယ်မိသားစုနေထိုင်တော့လေတိပင်းများအုပ်ဆိုင်နေခြင်းကြောင့် တစ်ဖက်နဲ့တစ်ဖက်တိတ်ပြီးတော့မမြင်နိုင်ပါအဘွားကြိုက်တဲ့ဟင်းလေးနဲ့ပင်နဲ့ဟင်းခွက်လေးကိုကမ်းပြီးအဘွားရဲ့တိုက်ကိုကူလာခဲ့တယ်တိုက်တကားဘွားကိုရောက်တဲ့ခါမှာတန်တကားကြီးကစိတ်ယုံစိတ်ထားမှုအဘွားကိုအော်ခွန်ရင်းနဲ့တကားကိုဖွင့်ပြီးတော့ဝင်လာခဲ့ပါတယ်အဘွားအဘွားသမီးဟင်းလာဖို့လားအဘွားရဲ့တုံ့ပြန်ချက်မရှိ ပကတိတိတ်ဆိတ်နေပါတယ်အဘွားသမီးရောက်ပြီအဘွားအပေါ်ထက်မှလာရင် အဖြေကိုပြန်ပြီးတော့စောင့်နေမိတယ်။ဘာသာမှမကြားရပါဘူး။နောက်လာဝင်စိတ်ပူသွားတယ်။အပေါ်ထဲမှာမူးလဲနေပြီလား။ဆရာဝန်ဖြစ်သူသမီးကလည်းရန်ကုန်မှာလောလောဆယ်အဖွားတယောက်ထဲတိတိုက်ထဲမှာရှိနေပါတယ်။တကယ်တော့တွေးတော့နေကြမှာပဲ။တိုက်ပေါ်မှာထူးဆန်းတဲ့အတန်းများကိုကြားလဲရတယ်။ဟွန်းဟွန်းတကြက်ကိုပိတ်ခမ်းထားရလို့ထွက်ပေါ်လာတော့အတန်းမျိုးပြင်အပေါ်ထက်ကကြမ်းပြင်ကိုစောင့်နေတဲ့အံကိုကြားလဲရတာကြောင့် ကင်ထားတဲ့ဟင်းကွက်လေးနှစ်ဖက်ကိုနှီးစက်ရသပွဲတစ်ခုပေါ်ကိုတင်ထားလိုက်ပါတယ်ပြီးတော့မှအပေါ်ဓာတ်ကိုတက်တဲ့လေးကမှကမန်ကဒန်ပြည့်တက်သွားခဲ့တယ်အပေါ်ဘာဖြစ်လို့လဲသမီးလာပြီသမီးလာပြီနော်အော်လဲအော်ပြည့်လဲပြည့်တဲ့ရင်အပေါ်ဓာတ်ကို ရောက်သွားခဲ့ပါတယ်စိုးရင်စိမ့်နဲ့အခန်းထဲကိုလှမ်းကြည့်လိုက်ရမှာမြင်ရတဲ့အနေအထားကြောင့်မတက်ရရင်လဲကြမလို့ဖြစ်သွားခဲ့ရပါတယ်ပါဇက်ကိုအဝင်းနဲ့ပိတ်ဆို့ထားပြီးအပေါ်က ပေါ်ဝါစားတစ်ခုကိုထပ်ပြီးတော့စီးထားသဖြင့်လုံးဝမအောင်နိုင်တော့ပါခြေနဲ့လက်နှစ်ဖက်ကိုကြိုးချီထားပြန်သဖြင့်လှုပ်လို့မရတော့ပါဓမြများကကျင်းပြပေါ်မှာလှဲချထားခဲ့တာကြောင့်မြင်းမာလေးအတန်ကိုကြားရတဲ့ခါမှာချက်တော့ကိုကျန်းနေဆောင်ပြီးအတန်ပေးရခြင်းဖြစ်ပါတယ်ပေါ့ပေါ့ဘလို့ဖြစ်တာလဲသမီးဖြုတ်ပေးမယ်နော်ခဏလေးတုံလုံးနေတဲ့လက်ကလေးများနဲ့ကျိုးများအဝင်းများကိုဖြည့်ပြီးတဲ့ခါမှာအဖေါ်ကိုရေတခွက်တိုက်ပြီးတော့ ဲ့တဲ့မော်ကိုတင်လိုက်ပါတယ်။အဘွားလေးလေးဥကြုံညွန့်တို့ကိုတော့ခေါ်လိုက်မယ်မကြောက်နဲ့တော့နော်။သမီးချက်ချင်းပြန်လာခဲ့မယ်။ပြောပြဆိုဆိုတိုက်ပေါ်မှာကမကရံပြေးစင်ပြီးသူ့ရဲ့ဦးလေးအိမ်ကိုခြေတုပ်တင်ပါတယ်။ဦးလေးတို့မိသားစုရဲ့တိုက်စီကိုသွားပြီးတော့မှကိုယ့်အိမ်ကိုပြန်လာခဲ့ရပါတယ်။အမေနဲ့ဖေကိုဘယ်လိုဆက်သွယ်ရမလဲမစင်စားတတ်တော့ပါ။လလဝင်းရဲ့ဖခင်မဦးဇော်ဝင်းမိခင်မဒေါ်ညွန့်ညွန့်ဦးခေါ်တဲ့မအတာပဲဖြစ်ပါတယ်။ အင်းလေအဖွာလေးအန်ရကင်းပြီပဲပြန်လာမှသိတယ်မထူးတော့ပါဘူးတုတ်ကဲ့သို့တွေးတော့ပြီးအဖေနဲ့မိပြန်လာမယ့်ချိန်ကိုစောင့်မျှော်နေလိုက်ပါတယ်မန္တလေးမှာထိုးဖြစ်ပြဖြစ်နေခြင်းမှာမတရားမျိုးမှရှိတဲ့ဆရာကြီးရဲ့အိမ်ကိုရောက်ရှိနေတော့အမကြီးတို့နှစ်ယောက်ထူးခြားမှုဖြစ်စဉ်တစ်ခုကိုကြုံတွေ့နေရပါတယ်သမီးတို့သားတို့အိမ်ကိုအမြန်ပြန်ကြတော့မင်းတို့အိမ်မှာပြဿနာကြုံနေပြီပြန်ကြတော့ပြန်ကြတော့ အမကြီးတို့လင်မယားနှစ်ယောက်လုံးမှာအလွင့်ကိုအံ့ဩသွားပါတယ်။ဆရာကြီးကထိုစကားကိုမပြောခင်ပါလင်းငါလိုလိုသချင်းလိုလိုစာသားများကိုဒါရချွေးစွာရွတ်ဆိုပြီးတော့မှအိမ်ကိုပြန်ခိုင်းခြင်းဖြစ်ပါတယ်။လင်းငါစာဆုံးကိုအလွတ်ပြန်ပြီးမပြောနိုင်တော့လေ။ပြည်တော်ကိုပြန်ပြီးအချိန်မနှောင်းသေးပါပြန်ပါပြီပြန်ပါပြီဆိုတဲ့စာသားများတော်တော်များများပါဝင်နေတာကိုမှတ်မိနေတယ်လို့အမကြီးကပြောပြပါသေးတယ်။ ဘလို့ပြဿနာများဖြစ်လို့ပါလေမောင်နှမတွေစကားများများလို့လားအိမ်ပြန်ရောက်တော့မှအဘဆရာကြီးပြောပြတဲ့ပြဿနာကိုရှင်းရှင်းလင်းလင်းသိလဲရပါတယ်မန္တလေးမှာဖြစ်ခဲ့တဲ့ကိစ္စရပ်ကိုမန္တလေးမြို့မှာဆရာကြီးဟာမြို့တိစိတ်ဆွမ်းအင်းမျိုးနဲ့တည်နိုင်ပါတယ်မြို့တိတက်ပြညာမျိုးနဲ့တည်ပြီးအိမ်ကိုမြန်ပြန်ရန်တိတိကျကျပြောနိုင်ပါတယ်ထူးချက်မှာ အတော်ကိုထူးဆန်းပြီးတည်နာလျင်ခရင်လာတဲ့ဆွမ်းအင်းတမျိုးတို့သဘောပေါက်လဲရပါတယ် ကျမတို့ရဲ့အတဉဏ်လေးမှာတုံညသာသာလေးများသားရှိပြီးအစဉ်တန်းမြင်မလာတဲ့အဘဆရာကြီးရဲ့ညံဆွမ်းကိုမသိနိုင်ခြင်းမှာတွေးကြည့်မယ်ဆိုရင်တော့တိတ်ပြီးထူးဆန်းလာတာတော့မဆိုနိုင်ပါဘူး။အမကြီးတို့မန္တလေးအိမ်ချမ်းဝင်းထဲကိုရောက်တဲ့အခါမှာတရင်တစ်ခုက ကြိုဆိုနေပါတယ်။အဖွားတမျှတိုက်ခံရလို့သာသမီတို့စုထိန်လန့်တုံလို့စွာတယောက်တစ်မျိုးပြောဆိုနေသည်မှာစုညံနေတော့လေအတိဘေကတော့တမျှတိုက်ခံရတယ်ဆိုတော့ အဖြစ်တစ်ခုသာထွက်ပေါ်လာခဲ့ပါတယ်။ရေစခန်းမှာအမှုဖွင့်ထားပါတယ်လို့မြန်မာလေးပြည်သူကတည်တင်ပို့ပါတယ်။ဆွေမျိုးတစုအဖွဲရဲ့တိုက်ထဲကိုစုယုံမိကြတဲ့ခါမှာဖြစ်တဲ့ကိစ္စများကိုအဖွဲကပြောပြပါတယ်။အင်ကြီးမှာ တက္ကသိုလ်ထက်တဲ့ရှိပြီးတော့တော့ကိုလည်းအထက်ကဖွင့်ပေးမှဝင်လို့ရတဲ့အနေအထားမျိုးဖြစ်တာကြောင့်ဤကဲ့သို့သောလူစိမ်းများအလွယ်တကူပြီးကဲ့သို့ဝင်နိုင်ခဲ့တယ်လေ။အဖွဲ ဘယ်လိုဖြစ်လို့လူစိမ့်တွေကိုတကောက်ဖွင့်ပေးရတာတော့ကိုမသိတဲ့လူစိမ့်တွေလေငါကခြံနဲ့မျက်တွေလာရှင်းလို့ဖွင့်ပေးတာဝင်နေကြလို့မဟုတ်ပေမဲ့ဒီလိုလုံးမဲ့မထင်မိလို့ဖွင့်ပေးလိုက်ပြီဒါကံကောင်းလို့တည်တော့မလို့အဖွားရဲ့စကားကိုကြားရတဲ့သာသမီမြေတစုမှာအနေငယ်သဘောပေါက်သလိုဖြစ်သွားကြရပါတယ်မျက်ရှင်းနဲ့ဆိုရမှာအဲ့ဒီမျက်ရှင်းသူများကတန်ရတန်ကြီးပြန်ပေးရပါတယ်နှောင်းမွေးသူများကဤကဲ့သို့ပြုလုပ်တတ်ပါတယ် အဘွားဟာချန်သားကြွယ်ဝတော့လေရတဲ့သမျှငွေကြီးလေးများကိုစုဆောင်ပြီးလှူဒန်းတဲ့သူတယောက်မှမြင်ရောက်လို့ရတဲ့ငွေကိုလေလှူခြင်းဟန်တူပါတယ်မက်ဒလီနဲ့အညာရီတာတဝင်းဘုရားသခင်များဘုန်းကြီးကျောင်းများဓမ္မယုံကြီးများမှာပင်တိုင်းအလူရှင်ဖြစ်လှူဒန်းခဲ့ဒီမှာယနေ့ထက်တိုင်းသတိမောင်းနေတဲ့ဦးဦးဆောင်ဝဒေါ်စောလိုင်းမီနဲ့ကမီးထိုးထားတာကို တွေ့နေပါတယ်အမေကိုဘာလို့သွားသေးလဲတည်တည်ချာချာရှင်းပြပါဦးအမေရဲ့ အဖေါ်ကဒုက္ခစားခဲ့ရပုံမျိုးကိုရှင်းပြသွားတယ်။သူတို့ကအားလုံး၃ယောက်ရှိတယ်။အဖေါ်ကတန်တကားကိုဖွင့်လဲဖွင့်ပေးလိုက်ရောအခန်းထဲဝင်ဝင်ချင်းပဲအဖေါ်ကလူနှစ်ယောက်ကတပတ်စီညက်ပြီးလက်ကိုချုပ်ထားလိုက်တယ်။ကောင်းဆောင်ဖြစ်ပုံရတဲ့လူကဘွားကြီးပစ္စည်းတွေဘယ်မှာထားလဲထုတ်ပေးစမ်း။မပေးရင်တပ်ပစ်လိုက်မှာနော်။အဖေါ်ကအတော်လန့်ပြီးတွန့်လှုပ်တော်မိတယ်။သူတို့ကအခန်းထဲမှာရှိတဲ့ပဝါးစားများအဝိစားများကိုရှာဖွေပြီး လက်ကိုကျိုးတဖွဲတုတ်လိုက်ပါတယ်။တွေ့တော့ဓမြတယောက်ကနိုင်ရန်နားမှာကဲထားသောရေကတိတာကိုမိကန်တတာထင်တာကြောင့်အတင်းကံပြီးတော့ဖွင့်နေပါတယ်။အဖေါ်ကမိကန်တတာမဟုတ်ဘူးဆိုသဖြင့်လူတို့သုံးယောက်လုံးအပေါ်ထက်ကိုကျိုးတုတ်အနေထားနဲ့ခေါ်သွားကြတယ်။အပေါ်ထက်ကျမ်းမြေပေါ်မှာသူကိုထိုင်ခိုင်းပြီးခြေထောက်ကိုကျူးနဲ့တုတ်ချီလိုက်တယ်။နှစ်ယောက်ကအင်းထဲမှာပြည်စည်းရှာနေစဉ်လူတစ်ယောက်ကိုအဖေါ်ရဲ့နာမထားခဲ့တယ်။မင်းတို့လူကျင်တဲ့ပြည်စည်းတွေက ငါကရင်မှုရအောင်မှာရှိတယ်ယူသွားပါငါကိုတော့ဘာမှမလုပ်ကြပါနဲ့တုတ်ကဲ့သို့ပြောလိုက်ပါတယ်ထို့တော့အနာမဆောင်နေသောလူကိုလည်းသူရဲ့နာမမနေပဲတခြားနှစ်ယောက်ရဲ့နာကိုသွားနေရတဲ့အတွက်ပြောရတမျှကလည်းထွက်သွားပါတယ်မှုရအောင်မှာရွှေပြားများစိန်ထင်များကိုတွေ့သောသဖြင့်အဘွားကိုပါဇက်ကိုစီးထားလိုက်ပြီးတော့ကျိုးတိုလီရဲ့အနေထားနဲ့ထားခဲ့ပြီးထွက်ခွာသွားပါတယ်လှလာဝင်ရောက်တဲ့အချိန်မှာအဲ့ဒီလူတွေထွက်သွားကြတဲ့အချိန်ဖြစ်တဲ့ကြောင့် ကောင်းမလေးကံကောင်းသွားတယ်လို့ဆိုရမှာဖြစ်ပါတယ်။ပပင်တိုးလိုက်ရင်တော့ဒုက္ခရောက်မှသိကြပါတယ်။ခြံဝင်းထဲမှာတေပင်ကြီးများထူထပ်စွာပေါ်ရောက်နေသဖြင့်တိမ်နဲ့တိမ်ကောင်းစွာမမြင်တွေ့နိုင်ပါ။ခြံရဲ့အနေထားကြောင့်ဓမြတိုက်တာကိုမမြင်တွေ့လျက်ချင်းဖြစ်ပါတယ်။နောက်တစ်ရက်မှာတော့အမကြီးတို့ဟာအဘဆရာကြီးထံကိုထပ်မံသွားခဲ့ပါတယ်။အဘကိုအကျိုးကြောင်းပြောပြရာကောင်းကျင်ပြီးနားထောင်နေပါတယ်။ထို့နောက်ခဏလောက်မျက်လုံးကိုမှိတ်လိုက်ပြီးအာယုံယူသလို ြုတ်လိုက်ပါတယ်။မျက်လုံးစုံကိုပြန်ဖွင့်လိုက်ပြီးအလင်းငါလိုလိုတချင်းလိုလိုစာသားများကိုရွှေ့ဆိုလိုက်ပါတယ်။စာသားတွေမှာပါတဲ့အကြောင်းအရာများမှာပရွယ်စိမ်များတွားရလမ်းမှာလမ်းကြောင်းဖြစ်လာတဲ့ဆိုတော့အတိတ်ပဲရပါတယ်။တမီးတို့ရဲ့အိမ်မှာဓမြတွေရဲ့ခြေရာတွေကျန်နေလိမ့်မယ်။အဲ့ဒီခြေရာတွေကြောင့်မကြခင်သူတို့ကိုဖမ်းမိပါလိမ့်မယ်။ထို့ကဲ့သို့ပြောပြပါရစေ။အမားတို့လင်မယားမှာအလွန့်ကိုအံ့ဩသွားကြပါလိမ့်။ ဟုတ်ပါတယ်ဗျ။တိုက်ပေါ်မှာသူတို့ရဲ့ချီရတွေကြံခဲ့ပါတယ်။သူတို့ကဖနက်စီမထားတော့ရွှင်တွေသေးတွေပေးကြနေလို့ချီရထင်နေခဲ့တာပါ။အဲ့ဒါအဘဘလို့လို့သိရတော့ရှင်။အဘကဘာမှမပြောဘဲကောင်းကျင်နေပါတယ်။အကြမီရပိုင်းတို့မှာပဲအဲ့ဒီများများကိုဖန်စီရမိပြီးတော့ထုံချနိုင်ခဲ့ပါတယ်။ဟောရောက်ပြီ။ကားလန်းနဲ့အဘအင်းကနင်းနေဝေးသေးတယ်။လမ်းလျှောက်မှာဆင်းကြတော့အကိုကြီးကားထဲမှာစောင့်နေပြန်နော်။ ွားကြသွားကြကျမရဲ့စိတ်အတွင်းမြင်များပြတ်တော့သွားပါတယ်သူပြောတော့နည်းနည်းလမ်းလျှောက်ရမယ်လို့ဆိုတော့လေတော်တော်ကိုမော ရှောက်ခေရပါတယ်တွေ့ပါပြီအဘဆရာကြီးရဲ့အိမ်ကိုတွေ့ရပါပြီအတော်ဝကြီးမှခြေပြန်တော့တိသာအင်ကြီးတစ်ထက်သားဆောက်ထားပြီးပြင်းပေါ့တော်တော်များများရှိနေတာကိုလှမ်းပြီးတော့မြင်ရပါတယ်ပြင်းပေါ့အလုံးကို ဖွင့်ထားတယ်အိမ်မောကိုတက်လိုက်အောင်အဘဆရာကြီးဆိုသူကိုအေကမ်းမောင်ထိုင်လေးရဲ့အနေထားနဲ့တွေ့လျက်ရပါတယ် ပြောင်းလဲတန်ရှင်းနေတော့ဒေတာကျမ်းမြေပေါ်မှာဖြောက်ကျော်လေးများခင်တာတယ်ဆရာကြီးရဲ့ရှိမှရင်းရွှေကျမ်းလင်မန်းတစ်ချက်ကိုတွေ့ရပါတယ်တန်ရှင်းနေတဲ့လင်မန်းလေးမှာဒန်းလင်မန်းလေးဖြစ်တော်လေတေချာတိုက်ချွတ်ထားပုံရပါတယ်တောက်ပြောင်းဝဲလက်လို့နေပါတယ်အဖဆရာကြီးရဲ့ပုံမှန်တဲ့မှာအသားညို့ညို့ခက်ဝဝဖြစ်ပြီးတော့မျက်နှာဝိုင်းဝိုင်းလို့ထင်ရပါတယ်နှင်းများကြသွားတဲ့ကြောင့်တိတ်ပြီးမမှန်မိတော့ပါတော်တော်ဆရာကြီးရဲ့မျက်ဝန်းဆောင်က ကြည်လင်တောက်ပနေမှုကိုတော့အမှတ်ရနေမိပါတယ်။ဆွေကျဲလက်ပြက်ကိုသာဝတ်ဆင်ထားတဲ့အဘကကျမတို့အုပ်စုကို မြင်လိုက်ရ။လာကြလာကြ။ရာဒီဦးတို့ကတော့ဒီလိုပူတာပဲ။ရင်းနှွေးချင်းလေးတောက်လိုက်ရင်အပူသက်သာသွားလိမ့်မယ်။လက်ဖက်ချောင်းနဲ့လက်ဖက်စိမ်းရော်ပြီးခက်ထတော့ရင်းနှွေးချင်းမှာအတော့ကိုတောက်လို့ကောင်းပါလေ။ကဲစူပါဦး။ဘာကိစ္စရှိလို့တော့ အမကယင်းနေပြီးသားဖြစ်တဲ့သူမျိုးအဘကိုကျမတို့နဲ့မိတ်ဆက်ပေးပါလိမ့်အဘဒါကျမရဲ့ညီမတွေပါအဲ့ဒါအဘနဲ့တွေ့ဆုံစေချင်လို့လိုက်ပြီးတော့ပို့တာပါအဘဆရာကြီးကကောင်းကျင်နေပါလိမ့်တော့အမလက်ရဲ့လက်ဘဝကိုဖြန့်ခိုင်းလိုက်တယ်လက္ခဏာကို ကြည့်တဲ့ဆိုယုံများသားကြည့်လိုက်ပြီးတော့လင်းငါတဲ့ဘုတ်ကိုရွှေ့ဆိုလိုက်ပါတယ်လက်တန်းစုဟန်တူပါတယ်တို့ရတွင် နားထောင်လို့တော့ကောင်းလာပါတယ်။စာရေးတို့ကျမအကေခံနေမိတယ်။တီးတန့်ဟောပြောတဲ့သပွဲနေရာစသဖြင့်မရှိပါ။တတောင်တတောင်အနေထားနဲ့လင်းငါလိုလိုစသားများကိုရွှေ့ဆိုနေပါတယ်။ဝူစားတာကောင်းပဲချမ်းသာမယ်။သာသမီရဲ့အကျိုးကိုခံစားရလိမ့်မယ်။ဒါပေမဲ့အချက်တစ်ခုတော့သတိထားပါ။လင်းငါလေးမှာမတော်မရှိဖြစ်တော့လေရွှေတောင်ကြီးပြိုပြီးဆိုသောစသားများပါဝင်နေတာကိုမှတ်မိပါတယ်။ မလကယူသည်စွာနားထောင်နေပါတယ်ရန်ကုန်ရောက်ရင်တရားတန်ငွေဆက်ကူတစ်ချက်ကို အရှိလိုက်လိပြီးရေအေးကိုဖန်ခွက်တဲ့ထဲပါပြီးတော့မှု့ပြီးရာကြောပြီး ရာကြောပြီးလို့ဆိုပါ အခေါကြီးကတော့၃လေးခါပေါ့ကွယ်အဘပြောတဲ့ရေတရားများထဲမှာထိုတစ်ခုကိုသာကျမမှတ်မိလိုက်ပါတယ်တော်တော့ကျမရဲ့လှေကိုရောက်လာတဲ့ဖြင့်အဘကကျမကိုလဝတ်နှစ်ဖက်လုံးကိုဖြန့်စီပါတယ် လင်္ကာလူလူစားသားများကိုရွတ်ဆိုပြန်ပါတယ်လက်တန်းဆိုတဲ့ဘုံဖြစ်နေတော့လေနားထောင်လို့တော့ကောင်းလာပါတယ်တမီးရဲ့အသားရေကဖြူဝင်းကြည်လင်းနေတယ်ဒေဝနာသားမဇာတာမျိုးပဲမိဘညီကိုမောင်နှမတွေကိုလည်းကျွေးမွေးပြုစုခွင့်ရလိမ့်မယ်တမီးကုသိုလ်ရတာပေါ့ဒေဝနာသားမဟာမိဘကိုလှုပ်ကြွေးခဲ့ပေမဲ့မြားမှန်ခံခဲ့ရတယ်နောက်တော့သားရွှေဦးထန်းတဲ့ကိန်းကြုံခဲ့ရတယ်လေဒါကြောင့်တမီးလည်းလောကနဲ့ရဲ့နှိမ့်ဆက်မှုကိုခံရအောင်မယ် နောက်တော့အားလုံးကောင်းတော်မှာပါထို့နောက်ဆောင်ရွက်ရန်ကုသိုလ်ကောင်းမှုလိုအပ်မဲ့အချက်များကိုရှင်းပြပါရစေလမ်းမှာဆွမ်းခံကြွနေသောတန်ဃာတော်တစ်ပါးကိုအိမ်내ကိုပြင်ဖိပြီးဆွံ့လောင်းရန်ဖြစ်ပါရစေငကူသောမဟုတ်ငချင်းကိုဟင်္ဃာမျိုးရောက်အောင်ချက်ပြီးအားလုံးကက်လူရန်ဆိုပါရစေဒီလိုနဲ့အဘရဲ့အိမ်မှာမန်းလေးကိုပြန်ပြီးထိုမတစင်ရန်ကုန်မြို့ကိုပြန်လာခဲ့ပါရစေဒါ යි တို့ جماعه ကတော့ ဘာမှတဲ့ဆောင်ရွက်စရာအချက်များကိုအားလုံးဆောင်ရွက်လိုက်ပါတယ်မန္တလေးမှာပြန်တနေ့ခွဲလောက်ကြာတဲ့ခါမှာအမတ်လက်ရဲ့ခင်မွင်ကိုလွင်ခဲ့ပါတယ်အမတ်လက်ဒေါ်မြင့်မြင့်ဝင်းရဲ့ခင်မွင်မှာပင်လုံဦးတန်းကျွေမြို့မှာဖြစ်ပါတယ်အမတ်ကိုကျမကရည်ရည်လေးလှုပ်ရလာလို့မေးတဲ့ခါမှာအမတ်လက်ကမလှုပ်ဖြစ်လိုက်ကြောင်းပြောပြသွားတယ်တကယ်လို့မြောင်းရည်ရည်လှုပ်ဖြစ်ခဲ့ရင်ကောင်းပါပဲလို့တော့ကျမတွေးမိပါတယ်ထူးခြားချက်တစ်ခုမှာတော့ တော်မေတို့ကျမတို့ညီမနှစ်ယောက်လုံးမှာစနေသမီးများသားဖြစ်တော်လေဟောပြောချက်မှာလုံးဝခြားနာမှုပဲဖြစ်ပါလေယနေ့ထက်တိုင်းဆရာကြီးတို့ဟောပြောမှုပုံစံကိုမတွေ့မိပါကျမရဲ့ဒီတန်တရဘုဒ္ဓရနေလို့လေဖြစ်နိုင်ပါလေကျမအနေနဲ့အဘဆရာကြီးဟောပြောခဲ့တဲ့အချိန်မိသားစုကိုကျွေးမွေးပြုစုခဲ့ရတဲ့ပြင်တခါတည်းမှာကဲ့ရဲ့မှုကိုလည်းခံခဲ့ရပြန်ပါလေနောက်တော့လေ အလုံးနားလည်မှုရှိလာပြီးကျမရဲ့စေတနာစိတ်ထားကိုလက်လျူရှုသူများမရှိတော့ပါအဘဆရာကြီးရဲ့ဟောပြောမှုများမှာနှစ်ပေါင်းများစွာကြံမြင်ခဲ့ပြီးဖြစ်ပါတယ်တို့ရတွင်ယခုတည်းတည်းမှန်ကန်နေစေဖြစ်ပါတယ်လေးစားစရာကောင်းလာတဲ့အဘဆရာကြီးကိုလွန်ကြောင်ကြားသိခဲ့ရသည်မှာကြားခဲ့ပြီးဖြစ်တော်လေကျမရဲ့စိတ်အာရုံမှာတော့မယ်ဒီယာမြို့မှာအဘဆရာကြီးဥချီရကိုတတိယလျက်ကာတဘွားပြုလျက်ရှိပါတယ် ဟုတ်ကဲ့စာရေးသူဆီယမ်မာကြီးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်စေဝင်စားပွဲထူခြားဆန်းကျင်ဒေဒရင်ဘူကမ္ဘီယာပြည်ရမန်ဇလန်ကောင်းလေးကိုဗာမီဟော်ရာ channel လေးကနေတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အဆုံးထိလိုက်ပါအပင်းနားဆင်ခဲ့တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုအထူးပဲကျေးဇူးတင်ပါတယ်စာတပုတ်ကိုနားထောင်ပြီးတာနဲ့မိတ်ဆွေတို့ရဲ့တင်ပြဆက်ချက်တွေကိုညင်ရီတွေ့တဲ့အနေနဲ့ comment မှာဝင်ရောက်ဆွေးနွေးညှင်းခုံသွားလို့ရပါတယ်အာမနာပါနဲ့မိတ်ဆွေတို့ရဲ့ comment အကြောင်းချင်းစီတိုင်းကို ကျွန်တော်တင်ဆက်သူကအလေးထားပြီးစာပြန်ပေးနေပါပြီ။စာဖတ်တာကိုဝါသနာပါပြီမဲ့စာဖတ်ဖို့အတွက်အချိန်မပေးနိုင်။အလုံးမားတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ပါမီဟော်ရာ channel လေးကနေထူးခြားဆန်းကျင်၊လိုဝါဆန်းကျင်၊လေတဲ့ရင်ပေါ်ပေါ်တာလောကကံမီယယမတန်မူခင်ဖြစ်ရဲ့မဇလန်ကောင်းမြတ်စွာကိုနေ့စဉ်မပြတ်ရှာဖွေပြီးတော့မှဖတ်ပြတင်ဆက်ပေးနေပါပြီခင်ဗျာ။